ီမော့ဆုံမြို့နယ်တွင်ကဂျေးရွာတွာမှာဒေတာခန်တွေရဲ့တိုင်ကြားချက်အရပြီးခဲ့တဲ့မတ်လ9ရက်နေ့မှာ WY စိတ်ကြွ YouTube ဈေးပြတထောင်ကျော်ကိုတရားခံတဲ့ဦးစီမှာဖမ်းဆီးရမိတယ်လို့ Greenie Bee ရဲ့ဌာန KSP တာဝန်ရှိသူကိုဘူဘူကပြောပါရယ်ဖမ်းဆီးရမိတဲ့တရားခံတဲ့ဦးဟာဂျေးရွာတစ်ခုထဲကဒေတာခန်အမျိုးသားတွေဖြစ်ကြတယ်လို့ဆိုပါရယ်အဲ့ဒီတရားခံတဲ့ဦးစီကနေဈေးပြတထောင်ကျော်နဲ့တူဖုန်းမြန်မာကျပ်ငွေပေါင်း28,600ကျော်နဲ့ ပထမ100ခန်းစီကနေ0.22လက်လုတ်ဘစ်တိုတလက်0.22ကြီးစံတထောင်ဖန်းစီရမိတာဖြစ်ပါတယ်ပထမ100ခန်းတူကို Greenie B ရဲ့အမှတ်30ရဲစခန်းရဲ့ပ3ရင်းဆောင်2025စိတ်ဥပဒေပုံမှန်16ကကြီးနဲ့အရေးယူထားပြီးဒုတိယ100ခန်းကိုတော့တရားစွဲဆိုဖို့ပြင်ဆင်နေစေဖြစ်တယ်လို့ကိုဘိုဘိုကဆက်ပြောပါတယ် ကရီနီဘီရဲ့ဌာနဖွဲ့စည်းထားတဲ့2021ခုနှစ်ဩဂတ်လ25ရက်နေ့ကနေ2024ဩဂတ်လ25ရက်နေ့အထိ WY စိတ်ကြွယူသူဆေးပြား9000ကျော်ဖမ်းဆီးရမိတယ်လို့ KSB ရဲ့သုံးနှစ်ပြည့်အစည်းအဝေးကစာမှာဖော်ပြထားပါတယ်။